ရင်ကလင်းဘေးမှာလူချင်းတို့လူနေတဲ့ခိုင်နှင်းဝင်နဲ့နှွယ်ပွားရင်နဲ့နှိုင်းရှင်ကစွန်ဒီလာထေးပြောပြီးရင်ကလင်းဘေးလူတန်းရမှာခိုင်နှင်းဝင်ရဲ့လူပုံတန်းပုံလေးကဖြစ်ကြတဲ့စမ်းနိုင်ကဖိအိုဖျဲဖြစ်နေတယ်လို့ဝေဖန်ထောက်ပြလိုက်သူက Facebook ဆယ်ရီစွန်ဒီလာထေးဖြစ်ပါတယ်အားလုံးဒီကြတဲ့အတိုင်း Brighter Making ကြီးခိုင်နှင်းဝင်ကတော့ပရိသတ်တွေတဘာဝဘေးရင်နဲ့ကြာရောက်ချိန်တိုင်းလက်မနေပဲနဲ့ကိုကြီးကင်းစင်မှုတွေလှုပ်ဆောင်နေတာပါအားလုံးဒီကြတဲ့အတိုင်းခိုင်နှင်းဝင်ဟာစွန်ပြင့်ခန့်ရင်းသွေးလေးတွေကိုကိုကြီးကင်းစင်နေတယ်လို့ မြန်မာနိုင်ငံမှာသဘာဝဘေးအန္တရာယ်ကြာရောက်ချိန်တိုင်းမှာလည်းကုညီကယ်ဆယ်မှုတွေလှုပ်ဆောင်နေရပါခိုင်နေဝင်အောင်ပြီးခဲ့တဲ့မော်ရင်ကာလဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံတဝန်းလုံးရေးကြီးရေရှမ်းမှုတွေမှာလည်းထိထိရောက်ပါဝင်ကုညီလှူဒန်းနေသလိုအခုမြင်းကလင်းဘေးမှာလည်းပါဝင်ကုညီလှူဒန်းပေးနေပါပြီအားလုံးသိကြတဲ့အတိုင်းမတ်လ28ရက်နေ့နနက်7:00နာရီမိနစ်90မှာတော့မြန်မာနိုင်ငံစကိုင်းဒေသကိုပဟိုပြုကအင်အားကြီးမြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့တာပါဒါကြောင့် operator မိခင်ချင်းခိုင်နှွေဟာခနဲ့သားမိရဲ့လူငွေနဲ့အတူငွေ3000မတီက ရမောငွေဖွင့်လှစ်လှူဒန်းခဲ့တာပါခုဆိုရင်ခိုင်နေဝင်ဟောင်းမြင်းကလေးဘိုးချန်နီအစိုးဆုံးခြေနေဖြစ်ပေါ်နေတဲ့စကိုင်းမြို့ကိုလူကိုယ်တိုင်တောင်းရောက်ပါဝင်ကူညီလှူဒန်းနေတာပါအခုခိုင်နေဝင်ရမောငွေကသိန်း၄တောင်းကျော်နေပါပြီခိုင်နေဝင်ကဒါကြောင့်စကိုင်းပြည်သူစေယုံမှာတက်ရောက်ကူတာနေတဲ့လူနာရောက်တရားကိုတရားကိုသိန်း20စီပါဝင်လှူဒန်းနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းဖီယိုဖီယဲလှူခြင်းတို့လှူနေတယ်လို့ပြောကြတာပါဖေဖော်ဝါရီလဆိုနီလာထေးဆိုတာကတော့ကိုရီးယားနိုင်ငံမှာပညာသင်ကြားနေတဲ့မြန်မာလူမျိုးတို့ဖြစ်ပြီးတော့ဖေဖော်ဝါရီမှာဟိုကိစ္စဒီကိစ္စကိစ္စဝဝကို ပါလီယံငပိချက်လုံရင်းနဲ့အမှန်တရားတွေကိုပြောတတ်တာကြောင့် Facebook ဆယ်လီဖြစ်လာတော့သူပြင်တော့ Facebook ဆယ်လီဆိုနီလာထေဟာသူမမျက်စိထဲမှာမြင်မတော်မတင်တော်တာတွေကိုပွင့်လင်းစွာပြောတတ်တာကြောင့်တော်တော်လင်းကိုနာမည်ကြီးကဆယ်လီဖြစ်နေလို့သိရတာပါခုခါမှလည်း Facebook ဆယ်လီဆိုနီလာထေကမြင်ကလင်းပေးမှခိုင်နှင်းဝင်လူရန်ပုံနဲ့နွယ်ပွင့်ရင်တထင်းစင်ဖို့ပေါ့လူရန်ပုံကိုတိုင်းရှင်ဝေမန်သုံးသက်ထားတာပါအားလုံးလည်းဒီကြတဲ့အတိုင်းခုချိန်မှာတော့မြန်မာနိုင်ငံမှာ match လာ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်းကြီးကြောင့် မြန်မာနိုင်ငံလေပိုင်းကမြို့ဤတော်တော်များများပျက်စီးဆုံးရှုံးမှုတွေများပြနေကြရပါဒါကြောင့်လည်းနိုင်ငံကကအဖွဲ့အစည်းတွေပြည်ရင်းပြည်ပစေတနာရှင်အဖွဲ့အစည်းတွေနာမည်ကြီးလူပုဂ္ဂိုလ်တွေကပါဝင်လူရန်နေကြတာဖြစ်ပါတယ်ပြည်ရင်းကလူပညာရှင်တွေမှာဆိုရင်ပရိုက်တာမီကင်ကြီးခိုင်နှင်းဝင်ကိုပဲလက်ညှိုးထိုးပြရမှာပါခိုင်နှင်းဝင်ဟာ2018ခုနှစ်နောက်ပိုင်းကမိဘမဲ့ရင်းသွေးလေးများကိုကုညီဆောင်လျှောက်တာပါဝင်ပရိုက်တာလုပ်ငန်းများစွာလှုပ်ဆောင်နေရပါမြန်မာနိုင်ငံမှာဖြစ်သည့်မြတ်တဘာဝဘေးရန်နေတိုင်းမှာပဲခိုင်နှင်းဝင်ကရှေ့ဆုံးကနေဝေပမာဏများများနဲ့ထိထိရောက်ကူညီနေတာဖြစ်ပါတယ် ဒီလိုထီထီရအကူညီခင်စိန်လုပ်ငန်းနဲ့ဆောင်ရွက်နေနိုင်တာကလည်းပြည်တွင်းပြည်ပကစေတနာရှင်ဖွဲ့စည်းကကိုကြိုးအတွက်တပြားမှမတုံးမင်း right လုပ်ငန်းတွေကိုထီထီရလုပ်ကင်နေတဲ့ခိုင်နှင်းဝင်ရဲ့ကိုကျင့်တရားကိုယုံကြည်တာကြောင့်လည်းပါပါတယ်။ခိုင်နှင်းဝင်ကပြီးခဲ့တဲ့ရေးပေးမှာလည်းငွေကျပ်3000နဲ့ချီပြီးတော့လှူဒန်းနေတယ်လို့အခုမြင်ကလေးပေးမှာလည်းသိန်း4000ကျော်လောက်လှူဒန်းနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်း Facebook selling zone လားထေကောင်ခိုင်နှင်းဝင်လှူဒန်းတာတွေကစစ်စနစ်မချဘူးလို့ဆိုပြီးဝေဖန်လိုက်တာပါ။ဇော်နီလာထင်းရဲ့အဆိုအရခိုင်နှင်းဝင်ကတွေ့ရကြုံရသူမသွားသည်မြန်နေရမှာ လူတွေကိုစီစစ်ခြင်းမရှိဘဲနဲ့ဖောဖောတီတီဟိုလူကိုတင်း20ဒီလူကိုတင်း30ဟိုနေရာမှာတင်းတရာအဲ့ဒီနေရာမှာတင်း900စသဖြင့်လှူရန်နေရလို့ဆိုရတယ်ဒီလိုမျိုးလှူရန်တာကအပေါ်ယံမြင်ရကောင်းပေမဲ့အမှန်တကယ်ကိုညီလိုအပ်နေတဲ့နေရာတွေထိကိုအလုံးဝတွေမရဘဲနဲ့လူတစုကရသွားမှာကို Facebook ဆယ်လီဇွန်နီလာထေကစိတ်ပူနေရပါအခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းငလင်ဘေးတင်ပြည်သူရောင်ဆောင်ကတချို့လူတွေကအောက်စုဖွဲ့အကူအညီပစ္စည်းတွေကိုလုနေကြရတဲ့ရှိပါတယ်။ဒီလိုမတမာသူဝိသမလောဘသားတွေကအလွန်ငွေရင်းလူတန်းပစ္စည်းတွေကိုအပပိုင်းစီးထားတာကြောင့် မန္တကယ်ကိုကြီးလွှဲနေတဲ့ငလင်ဘေးဒုက္ခရောက်နေတဲ့သူတွေနဲ့နားရတယ်လို့ဆိုပါတယ်။ဒါပြင်ခိုင်နေဝင်ဟာလူနေတဲ့နေရာမှာအဆုံမဟုတ်ဘဲကိုသွားနိုင်တဲ့ပတ်ဝန်းကျင်ကလူတွေကိုပဲပေးပစ်တာကိုဇနီလာထေကသဘောမကျပါဘူး။ဖေဖုံဆယ်လီဇနီလာထေကခိုင်နေဝင်လူနေပုံနဲ့လွယ်ပေါ်ရင်တထည်လူနေပုံကိုနှိုင်းရှင်ပြပါတယ်။မေဘုံတတိယခိုင်နေဝင်လို့အများကြီးမလို့နိုင်ပေမဲ့မှန်တကယ်ကိုကြီးလွဲနေတဲ့နေရာအဆုံးကိုတောင်းရောက်လူတဲ့နေရာမှာမေဘုံတတိယစင်ဖို့ဘုဟာဗုဒ္ဓဘာသာဝင်တွေအစ္စလာမ်ဘာသာဝင်တွေစသဖြင့်ယင်းကလင်တန်းတဲ့ပြည်သူတွေမျှတစွာလူငွေနဲ့ကိုကြီးထောက်ပံ့နေတဲ့ပစ္စည်းတွေရရှိအောင်ဆောင်ရွက်နေရပါတော့ ဒီချက်တွေကိုဖေဖုံဆယ်လီဇွန်နီလာထေကထောက်ပြနေရဖြစ်ပါတယ်ပရိသတ်တွေကတော့ခိုင်နှင်းဝင်လူတန်းပုံကဇွန်နီလာထေပြောသလိုဖြစ်ကနေဆန်းဖြစ်နေသလားဆိုတာပြောသွားကြပါအောင်ရှင်